။အီအရီတိုင်းနဲ့ရခိုင်အဆက်လေးမျက်နာတိုက်ပွဲမှာထိခိုက်ဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယာရုအဆင့်ခွဲခြားပြီးစိတ်ကူးတက်ပေးနေတယ်လို့တက်တရင်ရင်းမြစ်စီကသိရပါဗျ။လေးမျက်နာတိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ် အမှတ်လေးစစ်စေးတက်မဆရလေးမှာတည်ယူပို့ဆောင်ထားပြီးရာထူးအဆင့်ကြီးတဲ့ဘုံမှုနဲ့ဘိုကြီးတွေကိုတော့ရန်ကုန်မင်္ဂလာတုံစစ်စေးယုံကိုပို့ဆောင်စေကုသပေးနေတယ်လို့သိရပါဗျ။ဘုံမှုဘိုကြီးအဆင့်တွေကိုပဲရန်ကုန်ကိုပို့ပြီးကုပေးတယ်။အောက်ခြေတပ်သားတွေကိုပသိမ်စေးယုံနဲ့မဆရလေးထဲမှာပဲထားပြီးကုနေတယ်။နေနေသက်တာရာနဲ့ရှေးတန်းပြန်ပို့ဖို့အစီအမံတွေအကုန်လုပ်ထားတယ်လို့တက်တဲ့ရင်ရှင်းမြစ်က ERI Times ကိုပြောပါရယ် ပြန်တန်းဝင်အရာရှိတွေကရန်ကုန်ကိုပို့ဆောင်ကူတာနေပြီးအခြားအဆင့်နဲ့တပ်သားတွေကိုမဆရလေးနဲ့ပသိမ်ပြည်သူစေယုံမှာသာစေဝါကူတာပေးနေတယ်လို့သိရပါဗျ။ဒါအပြင်စေဝါကူတာရာကတက်တာလာတဲ့တပ်ဖွဲ့ဝင်အချို့ကိုလေးမျက်နာနဲ့ရေကြီးမျိုးနယ်တိုက်ပွဲတွေကို ပြန်လည်ပို့ဆောင်တိုက်ခိုက်ခိုင်းထားတယ်လို့ဒေသခံတွေစီကသိရပါဗျ။လေးမျက်နာမျိုးနယ်ရှိအမြောက်တပ်အမတ်တ3လေးလေးအနီးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အာရခတပ်တော် AA အပါအဝင် တော်လရင်ပူပေါင်းတပ်ဖွဲ့တွေကြောင့်ဖြစ်ပွားနေတဲ့တိုက်ပွဲဟာအနီးကပ်တိုက်ပွဲ ပုံစံဖြစ်နေတယ်လို့သိရပါတယ်။ဒါ့အပြင် လေချောင်းကူညီတွေပေးနေစင်မှာလဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီဘုံစားတွေပြန်လဲထိမှန်မှုတွေရှိနေတယ်လို့လဲသတင်းရင်းမြစ်ကဆိုပါတယ်။အဲ့ဒီခြေနေတွေကြောင့်ပသိမ်မြို့ရှိစေယုံကြီးမှာဘုံစားထိမှန်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားစေကူတမှုခံယူနေရတယ်လို့သိရပါတယ်။စစ်ကောင်စီက AR နဲ့ရခိုင်အဆက်တိုက်ပွဲတွေမှာ ပြီးခဲ့တဲ့မေလ9ရက်ကစပြီးလေချောင်းပစ်ကူနဲ့ဆက်တက်နေပြီးပါရာမော်တာသုံးပြီးဘုံးတွေကိုမိနစ်ပိုင်းသာခြာပြီးကျဲချတိုက်ခိုက်နေပါတယ်။